ဟုတ်ကဲ့ကိုရဲကျန်းသူ YouTube channel ကိုကြည့်ရှုလေ့လာနားဆင်နေတဲ့အမြင်အရမတန်ဆွမ်းသူမြန်မြန်ကြီးကိုမောင်မောင်များနဲ့တကွာတခြားသောဝင်ရောက်လေ့လာကြည့်ရှုနေတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။အဲ့တော့ဒီတစ်ခါတော့ Google Play Store အဆင်မပြေတဲ့လူတွေအတွက်ပေါ့နော်ကျွန်တော် alternative version client တစ်ခုဖြစ်တဲ့ Aurora Store ဆိုတဲ့ app ကိုလာပြီးမိတ်ဆက်ပေးတာပါ။ဒီကတော့ဟောပေါ့အရန်ဒီချုပ်ချုပ်တူတူခက်ခက်ခဲခဲမဟုတ်ဘူး။နောက်ကျွန်တော်တို့မျက်စိမမြင်တဲ့လူတွေအနေနဲ့ screen reader နဲ့လည်းတော်တော်လေးအဆင်ပြေဖြစ်တဲ့အသုံးလို့ကောင်းတယ်။ အာဒီ app ကိုတော့ကျွန်တော်ကိုရေးချမ်းသူ Telegram channel မှာတင်ပေးထားမယ်ပေါ့နော်ကျွန်တော်ကိုရေးချမ်းသူ Telegram channel ကိုတော့ Telegram မှာဒီဟိုပါပေါ့နော် cat techno house ဆိုပြီးတော့မှာရှာကြည့်လိုက်ပေါ့နော် at p n k a c t e c h n o h o u s e house ပေါ့နော် k a c techno house ဆိုပြီးတော့မှာအာရှာကြည့်လိုက်လည်းရပါတယ်ကိုရေးချမ်းသူဆိုတဲ့နာမည်နဲ့ရှာကြည့်လည်းရပါတယ်နော်ဆိုတော့ဒီ link မှာ channel ဟို link ကိုပေးထားရင် မရရင်ပြောတာပေါ့เนาะဆိုတော့ကျွန်တော်လည်းဒီထဲမှာထည့်ပေးထားမှာပေါ့เนาะ description မှာဆိုတော့ okay ဟုတ်ပြီ အာ Aurora Store ပေါ့နော်တခြား show ကြည့်ရအောင် Weaver my files phone Aurora Store ဒီမှာ Aurora Store ပေါ့နော်အဲ့တော့ကျွန်တော်ဝင်လိုက်ပြီ Aurora Store ဆိုတော့အဓိကတော့ဗျာဟိုထွေတူးတော့မဟုတ်ဘူးဒီ screen reader နဲ့ accessible ဖြစ်တယ်ဆိုတာလာပြတာနောက်တစ်ခုကဒီတာမန်မျက်စိမြင်တဲ့လူတွေအနေနဲ့လည်းလုံးဝသုံးလို့အဆင်ပြေတယ်ကွာသိလားနောက် သူတဲ့မှာပြောပြထားတာကတော့ကျွန်တော် APK file ကိုဟိုဒေါင်းလုဒ်ဆွဲလို့ရတယ်လို့ပြောတယ်။ဒါပေမဲ့ဒါကိုတော့ကျွန်တော်တိတ် focus လုပ်မှာမဟုတ်ဘူး။ on site မှာမဟုတ်ဘူး။ကျွန်တော်ဒီမှာတုံးလို့အဆင်ပြေတယ်ဆိုတာလေးလာပြောပြတာဗျာသိလား။အာတချို့ဖုန်းတွေမှာ Google Play Store အဆင်မပြေတာရှိတယ်ကွာအဲ့လိုမျိုးလေ။အဲ့ဒါဆိုလို့ရှိရင်နောက်ဒီမှာကျွန်တော်တုံးကြည့်တော့အကောင့်တော့သူကဆိုင်းရင်တော့ဝင်ရတယ်။ဒါပေမဲ့ဆိုင်းရင်ဝင်ခြင်းပဲမဲ့လေဒီ anonymous gmail.com နဲ့လည်းဝင်ပြီးတော့ရမ်းလို့ရတယ်။ Okay တော့ကျွန်တော်လက်တွေ့ကြည့်အောင်နော်။ How you do welcome ဘာကံ Source license the facts have questions about learn more about Aurora store ဒီမှာ about ဘာညာခွေးကွာအဲ့ဒါတော့သူတို့ရဲ့ဒီ Aurora store ရဲ့ဒီဟိုလာပြောပြတာဗောနော်သူတို့ရဲ့အာ policy ဗောနော်ဒါဒါဘယ်လို app မျိုးလဲဆိုတော့သူပြောပြဆိုတော့ဟိုတခြားဘာညာခွေးကွာရှုပ်ထွေးတာမရှိ sponsor တွေဘာမရှိဘူးကွာသူကတော့ဒီတိုင်း Google Play Store ရဲ့ဟိုဘယ်ဓာတ်ရိုက်ဝင်တာဗောနော်တခုရှိတာ Google Play service တွေဘာတွေလဲအဲအထက်မှာထည့်ရမယ်နဲ့တူတယ် okay အဲ့တော့ xem gì lắm bị làm rồi tông chỉ bỏ bé nó mà next button bị làm nó notification set app links <coughs> allow or store to grant button back button grant button grant button nó permission down nó bị làm mà finish bị làm ấy application icon google anonymous button thì anonymous button google 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 này là quên lo giả đấy ဒီမှာ anonymous နဲ့လည်းဝင်လို့ရတယ်ဆိုတော့အဲ့ဒါလေးလည်းမစိုးဘူးပေါ့နော်ကျွန်တော်ဒီမှာတော့တုံးလို့ရတယ် Samsung A04S မှာတော့ကျွန်တော်တုံးလို့ရတယ်ဒါဆိုရင်ဝင်သွားပြီတွေ့လားနော်ကျွန်တော် download ဆွဲလို့ရတယ်နော် Microsoft Teams 100 Plus updates tab ဒါ update tab games tab နော် game apps tab selected app tab နော်အမ game ရှိမယ် update အဲ့တော့ကျွန်တော် update မှာ no updates available check for updates button check for update. updates tab selected Back button. Back chat hola, Discord updates tab. Discord, talk, Spotify, WhatsApp, messenger, search Discord, search button. Search button, no? the outgun, the video. Updates, 18 new notifications tab. The update, 18 new notification tab, the other one, update ball, I know. Games tab. No, games tab. Updates, 18 new notification okay. updates. So that you know, the update one, but the group home, my low at the update, you do, yeah, I know. Deepseek, AI Deep assistant, Facebook meta platform, Deepseek, AI assistant, Deepseek, Facebook meta platform, Facebook, board, the Google keyboard, Google LL, change log button. โอเคဒါကလုံးဝဟွာရမရတော့ဟိုဟာကျွန်တော်မသိဘူးဆိုတော့သူကဒီလိုအပ်လို့ရှိရင်တော့ Google ဟိုဟာအကောင့်ဝင်ရမလားတော့မသိဘူးโอเคအဲ့တော့ကျွန်တော်တစ်ချက်တော့လုပ်ကြည့်မယ်နော် Android Switch Google LLC 18 updates available FTP AI assistant DeepSeek DeepSeek ကျွန်တော်ဝင်လိုက်မယ်ဒီမှာ update button update လုပ်ကြည့်လိုက်မယ်နော် update DeepSeek က update ဖြစ်နေတယ်သူကတခြား version တွေလည်းဆွဲလို့ရမယ်နဲ့တူတယ်ဒါပေမဲ့ခက်တာဒါကြောင့်နည်းနည်း advance နည်းနည်းဆန်သွားမယ်ဆိုရင် ဒီမှာ update this app from Aurora store update anyway button ဒီမှာ update anyway ကိုပေးလိုက်မယ်နော် Aurora store ဒါကျွန်တော်ဟိုဒီ Aurora store ထဲမှာ Google နဲ့ဝင်တာမဟုတ်ဘဲနဲ့ anonymous အနေနဲ့ပေါ့နော် anonymous အနေနဲ့ဝင်ပြီးတော့မှကျွန်တော်ရမ်းနေတာပေါ့ဗျာ open button ဟောဒီမှာ open ရသွားပြီနော်ရသွားပြီဟုတ်ပြီဒီမှာရမရတစ်ချက်ကြည့်အောင် deep seed ဟာဟုတ်တယ် deep seed app ထဲဝင်ပါပြီနော်ဟုတ်တယ်။ back button ။ဟုတ်ပြီဒါ deep sea app တဲ့ဝင်။ okay ။မစိုးဘူးဗျာ။ဒါဒီရတယ်။ အာဒါပေမဲ့ကျွန်တော်တို့မှာ Google Play Service တွေပါရှိလို့လားတော့မပြောတတ်ဘူးပေါ့နော်တေချာတာတော့ဒီ Aurora Store App တွေတော့ကျွန်တော်ဒီကိုယ့်ရဲ့ Google account အထည့်ပြီးတော့ဝင်တာမဟုတ်တာတော့ချိန်သေးတယ်နော်အားလုံးတွေ့တဲ့အတိုင်းဟုတ်ပြီဒီမှာ Install button NM နော် Change log Change log Mar 18 2020 17 MB 70 MB 4.7 open button ဒီမှာ open ဟုတ်ပြီ share button share more options button အဲ story ပါဗျာခုနကဟိုတစ်ချက်ဟိုဖြစ်သွားလို့เนาะအဲ့တော့ကျွန်တော်ဒီမှာ login our screen or our store ဒီမှာ more option နဲ့ဝင်လာမယ် more option နဲ့ဝင်လာလို့ရှိရင်ဒီမှာ download select manual download select ဒီမှာ manual download ဆိုတာရှိတယ်ဗျာ deepseek ai.deepseek.chat 1.1.361 1.1.361ဒါကသူ့ရဲ့ version ပေါ့နော်အောက်မှာ61 Xbox 61 Taskbar ပေါ့နော် Enter version code you wish to download Enter version code you wish to download ဆိုတာ main version ကို download ဆွဲခြင်းနဲ့ code ကိုဒီမှာရိုက်ထည့်ပြီးတော့ download ဆွဲပါတယ်နော် Cancel button install button Cancel install ရှိတယ်ဆိုတော့ဒါကကျွန်တော်တချို့ Google keyboard တို့ပါလို့ version အနှိမ့်နေပါတယ် download ဆွဲခြင်းနဲ့လူတွေအဆင်များပြေမလားပေါ့နော်တချို့ version အနှိမ့်နေဆိုတော့ဒါတော့မသေးကြဘူးပေါ့ဗျာ maybe နည်းနည်း advance လဲဆန်သွားတာပေါ့နော်နည်းနည်း code တွေပါလဲသိဖို့လိုတယ် okay အဲ့တော့ ီမှာတော်တော်များများဗျာ screen reader နဲ့အဆင်ပြေတယ်တာမန်လူတွေလည်းသုံးလို့အဆင်ပြေတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ Aurora ဟွာလေးကိုဒီအာ App Store လေးကိုလာပြီးတော့ပြောပြပေးတာပေါ့နော်ဒီတရားရဂိုင်းတော့သုံးလို့အဆင်ပြေမပြေဆိုတာတော့ကျွန်တော်အနေနဲ့မသိကြပါဘူးမယ်သုံးလို့တော့ရမယ်ပေါ့နော်ကျေးဇူးပါဗျာ